ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော် Manchester United အတင်ခုဒီတစ်ပတ်လာမယ့်ပွဲစဉ်ဟာဒါ Wolverhampton အတင်နဲ့ရှင်ပြန်ရမယ်ဆိုတော့ Wolverhampton အတင်ဆိုတော့ဒီရာသီမှာဒါအဆိုးရွားဆုံးအတင်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော် Manchester United အတင်ရလဲဒီ consistent ဖြစ်မှုဘိုင်းကိုကြည့်မယ်ဆိုရင်ဒါတည်ငြိမ်မှုမရှိဆုံးအတင်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီနှစ်တင်ထိတိုက်တွေ့ဆုံမှုကနေပြီးတော့ဘာတွေဖြစ်လာမလဲဆိုတော့ဒီနှစ်တင်ရဲ့လက်ရှိ current form ဒီ tactical point of view စတဲ့အကြောင်းအရာတွေကိုကျွန်တော်အခြေခံပြီးတော့ကျွန်တော်ညီကို ိုရင်နဲ့အတူတူပွဲကြိုသုံးသက်ချက်လေးပြုလုပ်သွားခြင်းနဲ့ ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ဒီယာဒီမာ over dan သင်ရတော်တော်လေးကိုဆိုးရတဲ့အနေအထားကိုရင်ဆိုင်နေရတယ်။ဆိုတော့သူတို့တည်းရဒီယာဒီမာဆိုရင်လည်းနိုင်ပွဲလုံးဝမရှိသေးဘူးဗျ။ဆိုတော့ကျွန်တော်ဒီယာဒီ over dan ပွဲတွေကိုကြည့်တဲ့လို့ဆိုရင်ကျွန်တော်ပထမဆုံးမြင်မိရာသူတို့ကစားသမားတွေရဲ့ confidence ဘိုင်းကတော်တော်လေးကျနေပြီ။အဲ့လိုကစားသမားတွေရဲ့ဒီ confidence ဘိုင်းဘောင်းဘက်ပြန်လာနိုင်ဖို့ရာဆိုတာလည်းတော်တော်လေးခက်တဲ့အနေအထားမှာတွေ့ရတယ်။နောက်ထပ်သူတို့ဒီတိတိတသာရုံးကန်နေရတာကဒီ play style ဘိုင်းပါဗျာ။ play style ဘိုင်းမှာကြည့်မယ်ဆိုရင်လည်းသူတို့ဒီ defensive play မှာရော offensive play မှာရော over dan သင်ရတော်တော်လေးရုံးကန်နေရတယ်။ သူတို့ရဲ့ဒီ defensive play ကိုကြည့်မယ်ဆိုရင်လည်း chance creation တွေအများကြီးပေးရတယ် defense ကို goal တွေအများကြီးခွင့်ပြုရတယ်အဲ့တော့ဒါမှ attacking pattern မှာကောင်းလာဆိုရင်ကျွန်တော်လည်းဒီ attacking pattern မှာလည်းအားနည်းချက်တွေအများကြီးရှိနေတယ်ကျွန်တော် Uberton အသင်းရဲ့ဒီ attacking စတာကတော်တော်လေးကိုနှိမ့်ခွေတယ်ဒီ player တွေလည်းတော်တော်လေး hesitant ဖြစ်တဲ့အနေအထားမှာရှိရဗျာဆိုတော့ Uberton အသင်းကတော်တော်လေးဒါအချိန်တွေစုနေတဲ့အသင်းလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော် Manchester United အသင်းဘက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်လည်းကျွန်တော်တို့အသင်းကလည်းဘာမှအတိအကျကျပြောလို့မရတဲ့အသင်းပုံစံမျိုးဖြစ်သွားတယ်ဖြစ်သွားရဲဆိုတာကျွန်တော်ဒီ Everton တို့ Wolverhampton တို့ပွဲတွေမှာအနိုင်များရှိခဲ့တဲ့ပုံစံရုန်းကန်ခဲ့ရတဲ့ပုံစံကိုကြည့်ပြီးတော့ပြောပါဗျာဆိုတကယ်လဲကျွန်တော်တို့အသင်းအိုက်ပွဲတွေမှာနိုင်ခဲ့တဲ့မှာရတဲ့ဒီအနိုင်ရဖို့ရလိုအပ်တဲ့နိုင်ရင်အထက်ကိုတက်မယ်ဆိုတာသိရမဖြစ်မနေနိုင်ဘူးပဲနိုင်ရမယ့်ပွဲတွေမှာမနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့က ်ဘယ်တဲ့နဲ့တွေ့တွေပြဒီဝင်နေပဲဖြစ်တယ်ဆိုပြီးတော့တမုတ်ထားလို့မရအောင်ဒီဟာလေးကျွန်တော်အသင်းရုံးကနေရတဲ့ဖောင်ကိုကြည့်မယ်ဆိုရင်အဓိကအသင်းရဲ့ဒီဒုတိယပိုင်းဖောင်ပဲဒုတိယပိုင်းဖောင်ကတော်တော်လေးကိုဆိုးရွားတဲ့အနေထားကိုရောက်နေတယ်အခုခရီးလေအဲ့အားနည်းချက်ကိုဒါအဖြေရှာမတွေ့သေးဘူးအဲ့အားနည်းချက်ကိုမပြုတ်ပြင်နိုင်သေးဘူးလို့ပြောလို့ရတယ်အဲ့တော့ဒါပေမဲ့ဒီမှာတခုကောင်းတာပါကျွန်တော်အသင်းကဒီဒုတိယဖောင်ဒုတိယပိုင်းဖောင်ကမကောင်းတာချင်းတူတူတောင်မှဒါအိမ်ဝင်းနဲ့ဆိုင်အဝေးခွင်းပွဲစဉ်တွေမှာဒုတိယပိုင်းဖောင်ကပို့ပြီးတော့ stable ဖြစ်တဲ့အနေထားကိုတွေ့ရတယ်ဆိုတော့နှစ်သင်းစလုံးရဲ့ garden ဖောင်ကိုကြည့်မယ် ယ်ဆိုရင်ဒါအချိန်နေရတော့တော်တော်လေးကွာခြားတဲ့အနေအထားရှိပေမဲ့ United ကလည်းဘာမှပြောလို့မရတဲ့အနေအထားတစ်ခုကိုရောက်နေတယ်။ဆိုတော့ကျွန်တော်ဒီတတကယ် point of view ကကြည့်မယ်ဆိုရင်ကျတော့ ဘောဂတန်တင်ရတော့အများကြီးလုံးဆံမှရှိဘူးလို့ကျွန်တော်ထင်တယ်ဗျာသူတို့တင်ရတော့ဒီကိုမပီးရကြီးကိုပဲဦးစားပေးမယ် save at time ပဲပြီးရင်ဒီ mid block တို့ low block ကစားမယ်ဆိုတော့သူတို့အတင်ရဒီ survive ဖြစ်ဖို့ရည်ကိုပဲသူတို့အရင်ဆုံးဦးစားပေးမယ်ပြီးတော့မှကျွန်တော် united တင်ရအမားကိုစောင့်ပြီးတော့သူတို့ counter ကနေပြီးတော့ဂိုးရအောင်ကြိုးစားလာမျိုးတွေဒါမှမဟုတ်ရင် set piece တွေကနေဂိုးရလာအောင်ကြိုးစားလာမျိုးတွေစားတဲ့အပိုင်းတွေမှာပဲဒီ over time တင်ရပို့လောက်လာနိုင်တယ်အဲ့ထက်လည်းသူတို့ပို့ပြီးတော့အများကြီးလုံးနိုင်တာမျိုးရှိနေမယ်လို့ကျွန်တော်ကတော့မထင်ဘူးဗျာဆိုတော့ကျွန်တော် united အတင်အတွက်တေချာ ခုကဒီဘက်မှာလည်းကျွန်တော်တို့က position အသာစီးနဲ့ကစားဖို့အများတယ်ဆိုတော့ကျွန်တော်ဒီမှာ warning ဖြစ်တာလည်းအဲဒီဘက်ပဲဗျာကျွန်တော်အတင်းကဒီ position အသာနဲ့ကစားတဲ့ body မှာဆိုရင်တော်တော်လေး struggle ဖြစ်တယ်အဲကျွန်တော်ဒီ area win rate ကဗျာဒီ position 50ထက်ကျော်တဲ့ body မှာဆိုရင်ကျွန်တော်အတင်းရဲ့ win rate ကမကောင်းဘူးဆိုတော့ကျွန်တော်တို့ဒီရှေ့က Everton နဲ့ Wolverhampton ဘက်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီ position ကိုခံရတဲ့အခါမှာတော်တော်လေးဟို struggle ဖြစ်တာကိုတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်မေးတဲ့အရှိရာကျွန်တော် United အတင်းကတကယ်ရောဒီ Wolverhampton အတင်းရဲ့ဒီ mid block low block ကိုဒီ breakdown လုပ်နိုင်ပါမလားဆိုတဲ့အပိုင်းက တန်တရားဖြစ်စရာကောင်းတယ်ဘာလို့လဲဆိုတော့ရှေ့ပွဲတွေမှာကျွန်တော်မလုံနိုင်ခဲ့ဘူးဆို United အနေနဲ့ပြကျွန်တော်တို့ကျွန်တော်အတင်းရဒီ Uberton တင်းရ Midblock Lowblock ကိုကျွန်တော်တို့ဒီ breakdown လုပ်ချင်တယ်ဆိုရင်ကျွန်တော်အတင်းထုတ်တက်ရမယ့်ဘိုင်းတွေအများကြီးရှိရဲဆိုတော့အတင်းရဒီ central ဘိုင်းကကျွန်တော်တို့အားနေတယ်အမွန်ရင်းရဲ့ system ကိုတိုင်းက central progression ကိုဒီ little shoot ထားရဲဆိုတဲ့အတွက်ကျွန်တော် central ဘိုင်းကနေတော့မပြောတော့ဘူးဗျဒါပေမဲ့ကျွန်တော်တို့ဒီ ball circulation လုပ်တဲ့ဘိုင်းတွေမှာဆိုရင်ကျွန်တော်လင်းမြန်မြန်လုပ်ဖို့ရလိုတယ်ပြီးတော့ဒီ defensive line တွေချမှာဆိုရင် run လုပ်သွားမယ့်ကစားသမားတွေတော်တော်များများလိုအပ်တယ်ဆိုတော့ဒီ white တွေဘက်ကိုအခြေပြုပြီးတော့ကျွန်တော်တို့ကပိုဦးစားပေးပြီးတော့ကစားတဲ့အခါမှာဝင်းဘက်တွေရဲ့ကဏ္ဍပိုလို့တောင်မှအရေးကြီးလာလို့ထင်တယ်ဆိုတော့ဝင်းဘက်တွေအနေနဲ့ဒီအတက်ကင်ဘိုင်းကိုလည်းကောင်းကောင်းလိုက်နိုင်ဖို့လိုသလိုဒီအထက်ကိုအဒဖန်ကိုတက်ဆော့တဲ့အခါမှာလည်းနောက်ကသူတို့ရဲ့နောက်က speed မှာလည်းဒီ gas တွေအများကြီးဖြစ်မနေဖို့ရာသူတို့က ဒီ handle လုပ်နိုင်စမ်းရှိဖို့ရလို့တယ်ဆိုတော့အဲ့ဘိုင်းနေမှာမတိုးတက်ဘူးဆိုရင်ကျွန်တော်တို့ကဒီ Uber တမ်းမမဟုတ်ဘူးဘယ်အသင်းနဲ့တွေ့တွေ့ဒီ Mavic လောက်လို့ဆော့တယ်ကျွန်တော်တို့က position အသာစီးရတယ်ဆိုရင်အဲ့လိုပွဲတွေကကျွန်တော်တို့အသင်းရုံးကန်ရဖို့အများကြီးဆိုတော့ကျွန်တော်ကတော့ဒီ attacking ကိုလှင်းလင်းမြန်မြန်စတာတွေဒီ ball circulation လောက်တာတွေဒီမှာလှင်းမြန်မြန်လောက်တာတွေ passing တွေကိုဒီလှင်းမြန်မြန်ထိုးတာတွေဆိုတော့အဲ့ဘိုင်းတွေမှာ United တိုးတက်လာဖို့ရလို့တယ်ဆိုတော့ကျွန်တော်ဒီပွဲကိုအဓိကအဆုံးဖြတ်ပြီးမှလည်းကျွန်တော် United ပဲလို့ကျွန်တော်ထင်တယ်ဟိုပွဲက Uber တမ်းမမှာမျောလင်းချက်နေရဗျာဆိုတော့ United ရဲ့အခြေအနေကိုပဲကြည့်ရမယ်ပထမဆုံးကြည့်ရင် ော်ခုနမက်ဖီကွန်ထိုးဗျာကျွန်တော်တို့အတင်းရဲ့မက်ဖီကွန်ထိုးကဝဟန်တို့ဒီအဗာတန်တို့နဲ့ပွဲတွေမှာတော်တော်လေးလေးတာကိုတွေ့ရတယ်ဆိုတော့အဲ့လိုလေးတဲ့အခါကျရင်တော့တစ်ဖက်တင်းရဲ့မက်ဘလော့လိုဘလော့ကသူတို့ရဲ့ဒီဒက်ဖန်ဆစ်ရှိတ်ကိုပြန်ပုံဖော်ဖို့ရဆိုရင်အချိန်ရရဗျာပြီးတော့ကျွန်တော်တို့အတင်းရဲ့ဒီမက်ဘလော့ကျွန်တော်အတင်းရဲ့ဒီမက်ဖီကဒီ second ball တွေအနိုင်မြင်အသာမရတဲ့အခါကျရင်လည်းကျွန်တော်ရုံးကန်ရအောင်တွေ့ရတယ်ဆိုတော့မက်ဖီကွန်ထိုးကကျွန်တော် second ball တွေအသာရဖို့ရလိုတယ်ပြီးတော့ဒီဘောလုံးအဲ့မက်ဖီ place တိုင်းကတော်တော်လေးလေးနေမယ်ဆိုရင်တော့အဆင်မပြေဖို့ရများတယ်နောက်တစ်ခုကကျွန်တော်ရှေ့မှာပြောသလိုပဲဥပါဒံအတင်းတွေ က်မျိုးလင်းစရာကျွန်တော်တို့အတင်းရဲ့အမားကိုစောင်းဖို့ပဲ United အနေနဲ့အမားလုံးမယ်ဆိုရင်တော့တို့ခံစားရနိုင်တယ်အမားမလုပ်ဘူးဆိုရင်ဒီဘွဲ့ကသူတို့ဘွဲ့လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ ဒါကကျွန်တော်တို့ဒီအဆုံးအဓိကအဆုံးဖြတ်ပေးလာမယ့်နေရာလေးပေါ့ဗျာဆိုတော့ပွဲအကြောင်းကိုဒါအရှင်းဆုံးပြောရင်တော့ကျွန်တော်တို့တင်းရဂိုးစောစောရမယ်ဆိုရင်တော့အဆင်ပြေဖို့အများတယ်တကယ်လို့ဂိုးစောစောမရဘဲနဲ့တစ်ဖက်တင်းရဒီမေဘလော့လိုဘလော့မှာပဲအိုင်နေဆိုရင်ပွဲချိန်ကြာလာတာနဲ့အမြဗျာကျွန်တော်တို့တင်းကဒါ struggle ဖြစ်လာမယ် pressure ဝင်လာမယ်အဲ့လိုဝင်လာတဲ့အချိန်မှာဒီ decision making တွေကအမှားလာမယ်ဆိုတော့အရင်ပွဲတွေအတိုင်းပြန်ဖြစ်သွားမယ်ဆိုတော့ဂိုးစောစောရရင်တော့ပွဲကိုစောစောတတ်ထားနိုင်ပြီမယ်ဂိုးစောစောမရရင်တော့တော်တော်လေးကိုရုန်းကန်ရမယ်အနေထားကိုပြန်ပြီးတော့ရောက်သွားနိုင်တာကိုလည်းကျွန်တော် တိထားဖို့ရအလိုတယ်ဆိုတော့ဒီမှာများဒီတစ်ဖက်က website ခံမှန်းချက်တွေကိုကြည့်မယ်ဆိုရင်ကျတော့သူတို့ကတော့ဒီ ကျွန်တော်အတင်းရဲ့ခြေစက်မတည်ငိမ့်တာကိုလည်းသိပေမဲ့လည်းဒီဒီဒီဘွဲမှာတော့ကျွန်တော်အတင်းကိုပဲအနိုင်ပေးတယ်။ဘာလို့လဲဆိုတော့အိုးရဲ့အတင်းရဲ့အခြေအနေကတော်တော်လေးဆိုးရွားနေတဲ့အတွက်ကျွန်တော်အတင်းကိုပဲအနိုင်ပေးတယ်။ဆိုတော့အနိုင်ပေးတဲ့နေရာမှာလည်းခုနလိုပဲဗျ။ကျွန်တော်အတင်းကိုဆိုးဆိုးရမယ်ဆိုရင်ဒါကိုပြတ်သွားမယ်ဆိုပြီးတော့ခံမင်းရဲ့ website တွေလည်းရှိသလိုဒီကက်ပြီးတော့အနိုင်ရမယ်ဆိုတဲ့ခံမင်းရဲ့ website တွေလည်းရှိရယ်။ဆိုတော့ overall အနေနဲ့ကျွန်တော်အမြင်ကိုပြောရရင်ကျွန်တော်တို့အတင်းရဲ့ဒီနောက်ထပ်ထပ်ပြီးတော့စောင့်ကြည့်ရမယ့်ဘွဲပေါ့ဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်အတင်းဒီ in position မှာဒီ position အတားရတဲ့အခါမှာတော်တော်လေး struggle ဖြစ်တာကိုဖြစ် ြည့်ရှင်းနိုင်လားမဖြည့်ရှင်းနိုင်လားဆိုတော့နောက်ထပ်စောင့်ကြည့်ရမယ်ပွဲအဲဆိုတော့ကျွန်တော်ကတော့ဒီ နိုင်ဘွဲပဲအဓိကလိုချင်တယ်ဗျာကျွန်တော်တို့အတင်းဒီတုံးမညဖို့ရပဲအရေးကြီးရလို့ကျွန်တော်တော့မြင်တယ်ဆိုတော့ကျွန်တော်အတင်းရဲ့အချင်းတွေကျွန်တော်ရှေ့မှာပြောသလိုပဲဘယ်ဘွဲမှာပဲဖြစ်ဖြစ်အနိုင်ရဖို့တေချာလို့ပြောလို့တော့မရပါဘူးကျွန်တော်မဖြစ်မနေနိုင်နိုင်မဲ့အတင်းကိုရွေးရမယ်ဆိုရင်တော့ဒါကျွန်တော် United ပဲဖြစ်မှာပဲလက်ရှိနဲ့အတင်းရဲ့အချင်းတွေရဆိုတော့လေဆိုတော့ကျွန်တော်ဒုတိယပိုင်းဖောင်ကောင်းလာလေးကိုတော့ဆက်ပြီးတော့ထိန်းသိချင်တယ်ပြီးတော့ဒီအရှိကနိုင်ဘွဲပြောက်ခဲ့တာကိုလည်းဒီဘွဲမှာအဆုံးသက်တင်ပြီးတော့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်အတင်းဒါမဖြစ်မနေနိုင်ခွင့်နဲ့အတူပြန်လာဖို့ရလဲလို့တယ်ပြီးတော့ဒီ low block mid block တွေနဲ့တွေ့တဲ့ င်းနေမှာဆိုရင်ကျွန်တော်အသင့် struggle ဖြစ်ရတဲ့ဟာတွေကိုလည်းဒီဘက်မှာအကောင်းဆုံး break down လုပ်လာနိုင်ဖို့ amoring ကိုယ်တိုင်လည်းပြင်ဆင်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်အနိုင်ဆိုရင်တော့ကျွန်တော် united ပဲဖြစ်မယ်ပေါ့နော်ကျန်တာကတော့ခုနလိုပဲကျွန်တော်အမှားမလုပ်သေးရတော့ကျွန်တော်အသင်း ီနိုင်ဖို့ရာဇာကိုင်းတို့ပုံများလို့ပဲကျွန်တော်ကမြင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုပဲပြောထားဖြစ်တယ်ဗျာဆိုတော့ညီကိုလေးအနေနဲ့ရောဒီပွဲအချင်းတွေဘလို့ရှိတယ်ဘလို့မျိုးပွဲရလက်ထွက်ပေါ်လာနိုင်လောက်လဲဆိုစတဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့ဒီ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းတက်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်